မွန်ဂိုအင်ပါယာရဲ့တီထောင်သူကန်ကိခန်မင်္ဂလာပေါင်းတဲ့ခါညောင်းနဲ့ညီကောင်းရင်းမြတ်ဖြစ်ပါစေပရိသတ်များခင်ဗျာဒီနေ့မှာတော့မွန်ဂိုအင်ပါယာရဲ့တီထောင်သူကန်ကိခန်အကြောင်းရိုက်ကူးထားတဲ့ Rise of Gangkhan ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာမို့ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာဇာတ်လမ်းလေးရဲ့အစမှာတော့1192ခုနှစ်တန်ကွက်နိုင်ငံလို့ခေါ်တဲ့အနောက်မြောက်တရုတ်ပြည်နယ်တွေမှာတန်ကွက်မင်းဆက်ကအုပ်စိုးခဲ့ပြီးအဲ့ဒီဒေသမှာမွန်ဂိုမျိုးနွယ်စုတွေကခါဆိုတဲ့ခေါင်းဆောင်ရဲ့ဥဆောင်မှုအောက်မှာခြေချနေထိုင်ခဲ့ကြပါတယ် ယောနယ်ကျူးတွေကြားပြိုင်ဆိုင်မှုတွေနဲ့ချင်းချင်းအာနာတူပွဲတွေကြောင့်ပြည်ထနာတွေတိုက်ပွဲတွေနဲ့တိုက်စိုးမှုတွေဖြစ်ပွားခဲ့ပါတယ်။မွန်ဂိုလီးယားရဲ့ကမ္ဘာမှာစီကံတတ်မှတ်ချက်ဆိုတာမရှိခဲ့ပဲပြည်သူလူထုကိုဥဆောင်ပြီးစီးလုံးစေမဲ့အာနာရှိဆုံးခါတယောက်ကိုလိုအပ်နေတဲ့အခြေအနေဖြစ်နေခဲ့ပါတယ်။နောက်တစ်ခါမှာတော့နောက်ဘက်ကမျိုးနွယ်စုငယ်ရဲ့ခါဖြစ်တဲ့ရက်စုခိုင်းကသူ့လူတွေနဲ့အသက်၉နှစ်အရွယ်တားဖြစ်သူတီမူချင်းကိုခေါ်ပြီးသူ့သားတွေမိမရှာပေးဖို့ဇနီးရှာရန်ခီးထွက်ခဲ့ပါတယ်။ရဘက်မှာတော့သူတို့ကမိတ်ဆွေမျိုးနွယ်စုတို့ခုမှခက်တာတဲခုကဲကြပါဗျ ဒီမူဂျင်ကသူ့မြင်းကိုစာကျွေးနေတုန်းမှာပဲဘော်ဒီဆိုတဲ့မိန်းကလေးတယောက်ကသူ့နားကိုလာပြီးတော့သူ့နံမီကိုမေးလိုက်ပါတယ်။ဒီမူဂျင်ကသူ့ကိုသူမိတ်ဆက်လိုက်ပြီးခီးစဉ်ရဲ့ရည်ရွယ်ချက်ကိုပြောပြခဲ့ပါတယ်။ဒီမူဂျင်သူတို့သမီးရှာနေတာကိုသိလိုက်ရတဲ့အခါမှာတော့ဘော်ဒီကသူ့ကိုသူနဲ့လက်ထပ်တင်ကြောင်ယုံကြည်မှုပြည့်နဲ့ပြောလိုက်ပါတယ်။ဒီမူဂျင်ရဲ့ဖေကသူ့သားအတွက်အင်အားကြီးတဲ့မျိုးနွယ်စုကသူတို့သမီးကိုလိုချင်ခဲ့ပေမဲ့လေသူ့သားရဲ့ထက်ခါထက်ခါတောင်းဆိုမှုကြောင့်ယေစုခိုင်းကမိတ်ဆွေမျိုးနွယ်စုတွေကမိန်းကလေးတယောက်ကိုရွေးချယ်ဖို့ခွင့်ပြုခဲ့ပါတယ်။ သူကတီမူချင်းကိုသရိုသမီးမယူးချဲခင်ခြေထောက်တံပါတဲ့သူကိုရှာဖို့ပြောခဲ့ပါတယ်။အကြောင်းပြချက်ကတော့ခြေထောက်တံပါတဲ့မိန်းကလေးတွေကသာသူ့ခင်မုန်းကိုပျော်ရွှင်အောင်ထားနိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။တီမူချင်းကသူ့ဖေမာတဲ့အချိန်ဘော်ဒီကိုယူးချဲခဲ့ပါတယ်။သူတို့ရဲ့လက်ထက်ပွဲကိုတရားဝင်ကျင်းပခဲ့ပေမဲ့သူတို့က၅နှစ်ကြာပြီးမှသာအတူနေခွင့်ရမှာပဲဖြစ်ပါတယ်။အိမ်မပြောင်းခင်တီမူချင်းကဘော်ဒီကိုမကြခင်ပြန်လာမယ်လို့ကြေပေးခဲ့ပြီးသူ့ကိုသတိရနေစေဖို့အတွက်လေဆွဲတကုံလက်ဆောင်ပေးခဲ့ပါတယ်။ ရွာကိုပြန်တဲ့လမ်းမှာတော့ယေစုကိုင်းတဲ့သူ့လူတွေကတဲကိုကန်တစ်ခုနားမှာခက်တနာကိုခဲ့ကြပါတယ်။ခလန်းလမ်းမှာပြန်ဘက်မြို့နယ်စုကောင်းဆောင်တဲ့သူ့လူတွေထိုင်နေတာကြောင့်သူတို့ကသတိထားနေခဲ့ကြပါတယ်။ရုတ်တရက်ပြန်ဘက်ခါကငင်းကြီးရဲ့တင်ဂီတာဖြင့်노ပကန်တလုံးကိုသူ့လူတွေနဲ့အတူပို့ပေးခဲ့ပါတယ်။ယေစုကိုင်းကလည်းချက်ကြီးယူဖို့အတွက်ပြန်လည်နေတဲ့ဖြောရီပကန်တလုံးကိုပြန်ပို့ပေးခဲ့ပါတယ်။ ယေရှုခိုင်းရဲ့ညာလေယုံကယန္တူတွေကိုမယုံကြည်တဲ့အတွက်အစေခံကိုနှုတ်အရင်တောက်ခိုင်းဖို့အကြံပေးခဲ့ပေမဲ့ယေရှုခိုင်းကတန်တရားကြောင့်ငြိမ်းချမ်းရင်းရမယ့်ခွင့်ရေးကိုဆုံးရှုံးမခံကျင်ခဲ့ပါဘူး။အဲဒါကြောင့်သူကနှုတ်ပကံတစ်လုံးကိုတစ်စက်မကြံကိုအောင်တောက်ခဲ့ပြီး gain ဘက်ကားကလည်းဖြိုးရေးပကံကိုအကုန်လုံးတောက်ခဲ့ပါရယ်။ခဏကြာမှသူတို့ကခီးဆက်ခဲ့ပေမဲ့မိနဲ့နှဲငယ်တွင်းမှာပဲယေရှုခိုင်းကဂျင်ဘက်တွေအောင်လာခဲ့ပါတော့တယ်။သူကမြင်းပေါ်ကပြုတ်ကျပြီးတော့တည်ဆုံသွားခဲ့ပါရယ်။တကယ်တော့ gain ဘက်တွေကသူ့ရဲ့ဂျင်နာမှုကိုခွင့်ကောင်းယူပြီးကလင်ကကျစ်ကြကအစိတ်ခတ်ခဲ့တာပဲဖြစ်ပါရယ်။ ဒီမူဂျင်ကသူ့ဖေစီသွားခဲ့ပေမဲ့လည်းနောက်လိုက်တွေကတော့အေးမဆိုင်ခဲကြပါဘူး။မွန်ဂိုရီအတွက်အာနာကြီးရဲ့ခေါင်းဆောင်နောက်ကိုလိုက်တာကဒလီပဲဖြစ်ပါတယ်။သူတို့ရဲ့ခေါင်းဆောင်ကတည်ဆုံသွားပြီဖြစ်တဲ့အတွက်သူတို့ကခါသက်ရှာဖို့သာစိုးရိမ်နေခဲ့ပြီးလက်စားချေဖို့ကိုလက်လျူရှုခဲ့ကြပါတယ်။နောက်တစ်ခါမှာတော့ဒီမူဂျင်နဲ့သူ့မေတို့ကယေစုကိုင်းရဲ့စာပနာကိုကျင်းပနေခဲ့ကြပါတယ်။ယေစုကိုင်းပိုင်ဆိုင်တဲ့နှွားရီနဲ့အိမ်တွေကိုလည်းသူ့လျောင်းဖြစ်တဲ့ဒါရိုင်ကသိမ်းယူခဲ့ပါတယ်။တီမိုဂျင်ရဲ့အဖေကသူ့ကိုချိန်ဆပြီးသူသားကတနေ့မှသူ့ကိုတတ်လိုက်မယ်လို့ပြောခဲ့ပါဗျ ဒီစကားကမင်္ဂန်ကျောင်း train ကတိလိုက်ရပြီးတော့တီမူချင်းကိုတတ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါမှမဟုတ်သူတို့ကသူ့ရဲ့အရက်ကိုတိုင်းလာခဲ့ပြီးတော့တီမူချင်းကလည်းလဲဘိန်းနဲ့အပေါ်ပိုင်းကိုမမီခဲ့ပါဘူး။ဒလိထုံးနှန်းတွေရမွန်ဂိုရီကကလေးတွေကိုမတက်ကြတဲ့အတွက်တီမူချင်းတယောက်ကံကောင်းထောင်းမှပြီးတော့အသက်ချမ်းသာရာရခဲ့ပါတယ်။ဒါမှမဟုတ် train ကတီမူချင်းရက်ရှည်လာမဲ့နောက်နှစ်ဆောင်းရာသီမှာပြန်လာမယ်လို့ကြေပေးခဲ့ပါတယ်။ ။ဆောင်းရည်ရောက်တဲ့အခါမှာတော့တီမိုဂျင်တယောက်ပုံစံနေရာမရှိနေခဲ့ပဲသူ့ဘေကဒုက္ခရောက်ချိန်မှာကိုညီမဲ့တန်ဂရီနဖျားအကြောင်းပြောခဲ့တာကိုသတိရသွားခဲ့ပါတယ်။အဲဒါကြောင့်သူကမြင့်မြတ်တဲ့နေရာကိုသွားဖို့မြင့်မြတ်တဲ့တောင်ကုန်းပေါ်ကိုလည်းတက်ခဲ့ပါတယ်။ဒါမဲ့လည်းလမ်းမှာသူကမတော်တဆရေခဲပြင်ကန်တဲ့ကိုပြုတ်ကျပြီးတော့အသေးလို့နှိပါတိဖြစ်ခဲ့ရပါတယ်။သူနဲ့ရွယ်သူကောင်းလေးတယောက်ဖြစ်တဲ့ဂျောင်မူကာကသူ့ကိုခြေကန်တဲ့ကနေကဲတင်ပေးခဲ့ပါဗါရီသူနဲ့သူညီလေးတို့ကတီမူချင်းကိုအိမ်ခေါ်သွားပြီးတော့ကျွေးမွေးလိုက်ပါဗါရီ ဒီမူချင်းကသူ့အသက်ကိုကယ်တင်ပေးခဲ့တဲ့အတွက်ညီကိုတွေကိုကျေးဇူးတင်ခဲ့ပြီးတော့ဂျာမူခါရဲ့သွေးတော်ညီကိုဖြစ်ဖို့အတွက်ကံလန်းလိုက်ပါတယ်။သူတို့ကနိုးပကံတစ်လုံးထဲမှာသွေးကိုဖောက်ထည့်ပြီးအချင်းချင်းသက်စာဆောင်တည်မှုကိုတက်တေပြဖို့အတွက်တောက်ခဲ့ကြပါတယ်။နောက်တစ်မိနစ်မှာတော့သူတို့ကဒီမူချင်းကိုတက်ဖို့လိုက်ရှာနေကြတဲ့တာရိုင်းနဲ့သူ့လူတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။သူတို့ကသူ့ကိုပြန်ပြီးဆွဲကမျိုးနွယ်စုစီကိုခေါ်သွားခဲ့ပေမဲ့လည်းကံကောင်းကျင်တော့သူ့ရဲ့ရက်ကနောက်ဆုံးအချိန်ကတည်းကတိတ်မရှိသေးတာကြောင့်အရွယ်ရောက်တဲ့အထိဖမ်းခံခဲ့ရပါတယ်။ ကျင်နာတတ်တဲ့အဖိုးတို့တယောက်ကသူ့ကိုနေတိုင်းစားစရာကျွေးပြီးတော့တရားရဲကိုကူညီပေးခဲ့ပါတယ်။ရဲနှင်းငယ်ကြမှာတော့သူတို့ကသူ့ရက်ကိုထတ်တိုင်းခဲ့ပေမဲ့လည်းမိမလာဒေးဘက်နဲ့ရုတ်တရက်မိုးရွာလာတဲ့အခါမှာတော့လူတိုင်းကသူတို့အိမ်ထဲကိုဝင်သွားခဲ့ကြပါတယ်။အဖိုးတို့ကဒီခွင်ရေးကိုအယယူပြီးတော့တီမူချင်းကိုလွတ်ပေးခဲ့ပါတယ်။တီမူချင်းတယောက်လည်းဘင်းမှာထိတ်တုံးခက်ခန်ထားခဲ့ရပေမဲ့လည်းထွက်ပြေးခဲ့ပါတယ်။သူကတောင်တွေပေါ်သွားခဲ့ပြီးတန်ဂရီနဘီယာထံကူညီတောင်းလိုက်ပါတယ်။ ိုင်နော့ဒီမူဂျင်ကဘုရားရဲ့မှတ်သားပေးမှာဝင်းဘူးလေးဖြူလူကောင်ကိုမြင်ခဲ့ပြီးစက္ကန့်ပိုင်းအတွင်းမှာပဲတသားထိတ်တုံးကအောင်းဟောပွဲကောင်းလောက်အောင်ပဲသူ့ဘာသာသူကြိုးကြည့်သွားခဲ့ပါတယ်1186ခုနှစ်မှာတော့ဒီမူဂျင်ကအရွယ်ရောက်လာခဲ့ပေမဲ့ဒါရိုင်နဲ့သူ့လူတွေလက်ထဲကနေထွက်ပြေးနေရဆဲပဲဖြစ်ပါတယ်ဒီနေ့ကြောင်လိုက်လံဖမ်းဆီးပြီးတဲ့နောက်မှာတော့သူတို့ကသူ့ကိုဖမ်းဆီးနိုင်ခဲ့ပြီးလယ်ဘင်းကိုထိတ်တုံးနဲ့တောခတ်ထားခဲ့ပါတယ်ဒီချိန်မှာတော့သူ့ရဲ့ရက်ကအသက်ခံရဖို့ဇန်နှုံးနဲ့ကိုက်ညီနေတဲ့အတွက်အသက်ရှင်ဖို့ခွင့်ရင်းတန်းတည်ခဲ့ပါပြီ တာရန်ဟာသူ့ကိုတချမ်းသာပေးဖို့အတွက်တောင်းပန်တာကိုမြင်ကျင်ခဲ့ပေမဲ့လည်းယောက်ျားရှိတဲ့မာနာတယောက်ဖြစ်တဲ့ဒီမိုချင်ကတော့ငင်းဆန်နေခဲ့ပါတယ်။အဲဒါကြောင့်တာရန်ကသူ့ကိုချက်ချင်းတက်မဲ့စာဖြည်းဖြည်းချင်းညှဉ်းပန်းနှိပ်စက်ဖို့ပဲဆုံးဖြတ်ခဲ့ပါတယ်။အရင်ကဒီမိုချင်ကိုကူညီခဲ့တဲ့ဖိုးကအခုဒီသူ့ကိုစားစရာတွေကျွေးနေတော့မဲ့လည်းဖြစ်ပါတယ်။ဒီမိုချင်တယောက်သူခံစားခဲ့ရတဲ့အရာတွေအတွက်လက်စားချေဖို့ပြန်လာရင်သူ့ကိုတချမ်းသာပေးဖို့တောင်းဆိုခဲ့ပါတယ်။ရောက်တဲ့အခါမှာတော့တာရန်ကဒီမိုချင်စီတယောက်တည်းရောက်လာပြီးတော့လောင်ပြောင်ခဲ့ပါတယ်။ အကုန်လုံးကသူ့အာယုံနဲ့သူအလုရှုပ်နေတဲ့အခါမှာတော့တီမိုဂျင်ဟာခွင့်ရေးလက်လွတ်မခံဘဲနဲ့ဒါရိုင်းကိုတိုက်ခိုက်ကာထိတ်တုံးနဲ့ထက်ကထက်ကရိုက်ပြီးတော့တပ်ပစ်လိုက်ပါတယ်။အဲဒီနောက်မှာတော့သူကရွာကနေထွက်ပြေးခဲ့ပြီးအကဘေးကနေလည်းလုံခြုံသွားခဲ့ပါပြီ။တီမိုဂျင်တယောက်သူ့ရဲ့မျိုးနွယ်စုကိုပြန်သိမ်းပိုက်ဖို့နဲ့ခါတယောက်ဖြစ်လာဖို့အတွက်အသင်းဖြစ်နေခဲ့ပြီးတော့ပထမဆုံးအနေနဲ့သူ့ရဲ့သရိုးသမီးကိုအင်ကော်လာရမှာပဲဖြစ်ပါတယ်။သူကိုးနေသားတော်ကတခါပဲရောက်ကူတဲ့သူ့ရဲ့ခမမျိုးနွယ်စုကိုပထမဆုံးအချိန်ဖြစ်ကိုပြန်သွားခဲ့ပါတယ်။ ။အဲဒီနောက် body ကရွေရောက်လာတဲ့အခါမှာတော့တမ်းမာပြီးတော့လှပတဲ့မျိုးသမီးတယောက်ဖြစ်လာခဲ့ပါတယ်။နောက်ဆုံးတွေ့ကြတဲ့က body ကသူ့ကိုစောင်းနေခဲ့ကြောင်းကိုလည်းထုတ်ပြောခဲ့ပါတယ်။ဒီမွန်ဂျင်ကအင်ဂျီတထဲကိုလက်ဆောင်အနေနဲ့ရားခဲ့ပြီး body ကိုလည်းသူနဲ့အတူခေါ်လာခဲ့ပါတယ်။သူတို့နှစ်ယောက်ကနှစ်ပေါင်းများစွာကြာပြီးတော့သူ့အမေနဲ့ညီမစီကိုပြန်သွားခဲ့ကြပါတယ်။ဒီမိုဂျင်မိသားစုက body ကိုချွေးမပြစ်စည်ရင်မှန်နဲ့ကြိုဆိုခဲ့ကြပါတယ်။သူတို့ကနောက်ထပ်တလာလုံးလုံးအိမ်မက်သေးကဘဝအတိုင်းဖြစ်တဲ့ခဲ့ကြပါတယ်။ ။ဒီမူဂျင်တဲ့ body တို့ကတကယ်ဇနီးမောင်နှံဖြစ်လာတဲ့အခါမှာတော့လေးလေးနက်နက်ကိုချက်မိသွားခဲ့ကြပါတယ်။ဒါပေမဲ့လက်တည့်မှာတော့သူတို့ကမာရက်မျိုးနယ်စုကတိုက်ခိုက်တာခံခဲ့ရပြီးတော့ပြဿနာတွေလည်းဖြစ်လာခဲ့ပါတယ်။အရင်တော့ကဒီမူဂျင်ရဲ့ဖေကမာရက်ခါစီကနေသူ့အမေကိုပြန်ပေးဆွဲခဲ့ပူပါတယ်။သူကလက်စားချေဖို့ဂရီးပြုတ်ခဲ့ပြီးတော့ဒီမူဂျင်စီကနေလည်း body ကိုခိုးယူဖို့ရောက်လာခဲ့တာပဲဖြစ်ပါတယ်။သူတို့ဇနီးမောင်နှံကထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့မာရက်တွေကဒီမူဂျင်ကိုမျှနဲ့ပြစ်ခဲ့ပြီး body ကိုပြန်ပေးခါရဲ့ဇနီးအဖြစ်သိမ်းပိုက်ဖို့ပြန်ပေးဆွဲသွားခဲ့ပါတယ်။ ဒီမူဂျင်တယောက်တန်ရတက်တာလာတဲ့အခါမှာတော့သူ့ဇနီးကိုပြန်ခေါ်ဖို့ဆုံးဖြတ်ခဲ့ပေမဲ့လေသူတယောက်တည်းမလုံနိုင်တဲ့အတွက်သူ့ရဲ့သွေးတောက်ညီကိုအောင်ဖြစ်တဲ့ဂျာမူခါစီကိုတွားပြီးတော့အကူအညီတောင်းခဲ့ပါတယ်။ဂျာမူခါကစွမ်းထက်တဲ့မျိုးနွယ်စုရဲ့အခါအဖြစ်ကြီးပြင်းလာခဲ့တာပဲဖြစ်ပါတယ်။သူကဒီမူဂျင်ကိုကူညီဖို့သဘောတူခဲ့ပေမဲ့လေအလုရှုပ်နေတဲ့အတွက်နောက်တစ်နှစ်ဂျာမသာကူညီနိုင်မယ့်ကြောင်းပြောခဲ့ပါတယ်။တနေ့ကမျိုးစိတမိတ်တွေကုံလုံသွားခဲ့ပြီးသူတို့နှစ်ယောက်ကလည်းမျိုးနွယ်စုစစ်တပ်တွေနဲ့အတူမရစ်မျိုးနွယ်စုကိုတိုက်ခိုက်ဖို့ချီတက်လာခဲ့ကြပါတော့တယ်။ သူတို့ကမာရင်မျိုးနယ်စုကယောက်ျားတွေအားလုံးကိုတတ်ပြီးတော့နေရာကိုလည်းလူယူလိုက်ကြပါတယ်ဒီနောက်မှာတော့သူတို့ကကိုဝင်းကြီးနဲ့ပေါ်ဒီကိုတဲတခုထဲမှာတွေ့ခဲ့ရပါတယ်သူကလူတယောက်ကိုတတ်ထားခဲ့ပြီးတော့အဲ့လူလောင်းကလည်းသူ့ဝေးမှာလဲနေခဲ့ပါတယ်ဒီမူချင်းကတော့ကလေးဟာသူ့ကလေးဖြေချောင်းကိုချက်ချင်းအသေးချာပြောဆိုခဲ့ပြီးတော့ပေါ်ဒီကိုပြန်ခေါ်လိုက်ပါတယ်ညာရောက်တဲ့အခါမှာတော့သူတို့မျိုးနယ်စုကအောင်ပွဲခံခဲ့ကြပါတယ်အခုတော့ဒီမူချင်းကနောက်လိုက်များစွာကိုအောင်မြင်စွာစူးစီးနိုင်ခဲ့ပါပြီ တို့ကသူ့ကိုလူရစ်ထားတဲ့နှွားတွေကိုဝင်းကပေးဖို့တောင်းဆိုခဲ့ပြီးတော့ခါအများစုနဲ့မတူဘဲနဲ့ဒီမူချင်းကဆရာကိုင်းတုံးကိုသာသူ့အတွက်ယူခဲ့ပြီးတော့အကြံအာတွေကိုသူ့ရဲ့နောက်လိုက်တွေကိုပေးခဲ့တာပဲဖြစ်ပါတယ်။ဒီမူချင်းကတိုက်ပွဲမှာတည်ဆုံးခဲ့တဲ့လူတွေရဲ့မိသားစုတွေကိုလည်းပစ္စည်းတွေပို့ပြီးတော့ပေးရလေးရှိပါတယ်။ဂျာမူကာရဲ့လူနှစ်ယောက်ကဒါကိုမြင်ပြီးတော့ဒီမူချင်းရဲ့မျိုးနွယ်စုတွေကိုဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။မွန်ဂိုတွေကသူ့ရဲ့ကိုပိုင်ခါကိုရွေးချယ်권ရှိတဲ့အတွက်ဂျာမူကာတယောက်ဒါကိုဘာမှမတတ်နိုင်ခဲ့ပါဘူး။ဒါမဲ့လည်းသူကဒါကိုသစ္စာပေါင်းမှုဖြစ်ယူဆလိုက်ပါတယ်။ နောက်တစ်ခါမှာတော့ဒီမူဂျင်ရဲ့စစ်သားတွေကသူတို့ရဲ့မြင်းတွေကိုခိုးဖို့ကြိုးစားနေတဲ့လူတယောက်ကိုတွေ့ခဲ့ကြပါတယ်။သူတို့ကသူ့ကိုလိုက်လံဖမ်းပြီးတော့မတော်ဆတတ်မိသွားခဲ့ပါတယ်။တကယ်တော့တကူကအဂျာမူကာရဲ့ညီငယ်ဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။အဲဒါကြောင့်ဂျာမူကာကသွေးတောက်ညီကိုဖြစ်နေတာကိုယူမဆိုင်တော့ပဲနဲ့ဒီမူဂျင်ကိုတတ်ဖို့အဆုံးဖြတ်ချက်ချလိုက်ပါတယ်။သူကတရားမျိုးနယ်စုတစ်ခုနဲ့ပူးပေါင်းလိုက်ပြီးတော့ဒီမူဂျင်ရဲ့မျိုးနယ်စုတွေကိုတိုက်ခိုက်ဖို့အဆုံးဖြတ်လိုက်ပါတယ်။ဒီမူဂျင်ကအင်အားအစမတန်နေပါနေတဲ့သူ့ရဲ့လူတွေကတိုက်ပွဲမှာအနိုင်မရနိုင်ကြောင်းသဘောပေါက်ခဲ့ပါတယ်။ ဒါမဲ့လေသူတို့ကမျိုးသမီးတွေနဲ့ကလေးတွေကိုဝေးရပိုးခဲ့ပြီးရန်သူတွေကို သူတို့ရဲ့အင်အားနဲ့အစွမ်းကိုတိုက်ခိုက်ခဲ့ကြပါတယ်။ဂျမ်ဘဲများစွာကိုတတ်ခဲ့ပေမဲ့လည်းနောက်ဆုံးမှာတော့တီမူချင်းတယောက်အဖမ်းခံခဲ့ရပါတယ်။ဂျာမူကာကသူ့ကိုညီကိုလိုဆက်ခေါ်နေခဲ့ပြီးတော့အတနာခံဖို့တောင်းပန်ခံခဲ့ပါတယ်။သူကတော့ခွန်အားနဲ့မာနာဂျန်နေသေးတဲ့တီမူချင်းကိုမတတ်ချင်တဲ့အတွက်ကျုံအဖြစ်ပွဲစားတွေကိုရောင်းချလိုက်ပါတယ်။ပွဲစားတွေကတီမူချင်းနဲ့ဂျန်တဲ့လူတွေကိုတန်ခွန်မင်းဆက်အုပ်စိုးတဲ့မြို့ကိုရောက်အောင်တဲကန်တရားကိုဖျက်ပြီးတော့မိုင်မောင်းများစွာလမ်းလျှောက်ခိုင်းခဲ့ပါတယ်။ ဒီနောက်မှာတော့လူတွေကသူတို့ကိုစိတ်ကြိုက်စစေးပြီးတော့ဝယ်ယူနိုင်အောင်လို့အပြင်မှာထားပါတယ်။မင်းဆက်ကအစင်းမြင့်ရာရှိတဦးကလည်းတရမဈေးကွက်ကိုရောက်လာပြီးတော့ဒီမိုချင်းကိုဝယ်ယူဖို့အတွက်စိတ်ဝင်စားမှုကိုပြသခဲ့ပါတယ်။ဒါမဲ့လေသူရဲ့ကြံပေးကဒီမူချင်းကိုမြင်တဲ့အခါမှာတော့တံပါးရဲ့ခြေတော်မရှိတဲ့အတွက်ကြုံပြုတ်ဖို့တင့်တော်တဲ့သူမဟုတ်ကြောင်းပြောပြခဲ့ပါဗျ။ဒီမူချင်းကအင်အားကြီးမင်းဆက်တစ်ခုလုံးရဲ့အဆုံးသက်ဖြစ်မယ်လို့လည်းကြံပေးကထင်နေခဲ့ပါဗျ။ဒီစကားကြားလိုက်ရတဲ့အခါမှာတော့ဝယ်သူကရေမောခဲ့ပြီးတော့ဒီမူချင်းကိုဝယ်ယူလိုက်ပါဗျ။ ဒီနောက်မှာတီမူဂျင်ကလူတွေလာရောက်ကြီးစုပြီးလောင်ပြောင်နိုင်တဲ့ထူးဆန်းတဲ့လူအဖြစ်လောင်ရင်ထဲမှာထားရှိခံခဲ့ရပါတယ်။အကြံပေးကသူ့စီနေတိုင်းရောက်လာပြီးတော့ခွင့်လွှတ်ပေးဖို့တောင်းပန်ခဲ့ပါတယ်။ဘော်ဒီဝါရှာပွေပေးမဲ့ဆိုရင်အချိန်ကျလာရင်ဘုံကြီးအောင်းကိုမဖြစ်စည်းဖို့တီမူဂျင်နဲ့အကြံပေးကသဘောတူညီမှုရယူခဲ့ပါတယ်။တဲကန်နာထဲမှာဘော်ဒီဝါရှာပွေနေတော့မှာပဲအကြံပေးကတတိလက်ပြီးတော့တည်ဆုံသွားခဲ့ပါတယ်။ကံကောင်းသောမသားနဲ့သူ့ကိုဘော်ဒီကတွေးရှိခဲ့ပြီးတော့သူ့မှာရှိတဲ့လေဆွဲဟာလည်းနှစ်ပေါင်းများစွာသူ့ပိုင်ဆိုင်ခဲ့တဲ့လေဆွဲဖြစ်ကြောင်းမှတ်မိသွားခဲ့ပါတယ်။ အဲ့ဒါကြောင့်သူ့ရဲ့ခင်မုန်းကအသက်ရှင်နေသေးကြောင်းသိလိုက်ရပြီးတော့သူ့ကိုရှာဖို့မြို့ကိုသွားခဲ့ပါတယ်။ဒီမူချင်းကိုလူတွေလွယ်တကူမြင်နေအောင်ပြတ်တာထားတဲ့အတွက်ဘော်ရီလည်းသူ့ကိုချက်ချင်းရှာတွေ့လိုက်ပါတယ်။အဲဒီမှာပဲသူကအဆောင်ကိုငွေပေးလိုက်ပြီးဒီမူချင်းကိုထွက်ပြေးနိုင်အောင်ကူညီခဲ့ပါတယ်။သူသားကရေရောက်လာတာကိုတွေ့လိုက်ရတဲ့အခါမှာတော့သူကအံ့အားတင်သွားခဲ့ပြီးတော့ဘော်ရီမှာလည်းဒုတိယမြောက်သမီးတစ်ယောက်ရှိနေခဲ့ပါတယ်။သူကအသားရဖို့နဲ့ကလေးတွေကိုကျွေးမေးဖို့အတွက်တခြားသူကိုမချစ်ခြင်းပဲနဲ့ချစ်ခြင်းအောင်ဆောင်ခဲ့ရပါတယ်။ ဒီမူကျင်တရားသူ့ရဲ့ပေးဆက်မှုအတွက်သူ့ကိုပို့ပြီးတော့ချက်သွားခဲ့ပြီးသမီးငယ်ကလည်းသူဟာသူ့ရဲ့အဖေဖြစ်ကြောင်းကိုပြောပြခဲ့ပါတယ်။သူတို့မိသားစုကကျေးလက်မှာရှိတဲ့သူ့အိမ်ကိုပြန်ခဲ့ပြီးတော့တလာလုံးပျော်ရွှင်စွာနေထိုင်ခဲ့ကြပါတယ်။ကလေးတွေကသူတို့ဘေးကိုချစ်ခင်ပြီးတော့အမြဲတမ်းသူနဲ့လည်းကစားခဲ့ကြပါတယ်။ဒီမှာတော့ဘော်ဒီကမွန်ဂိုရီအားလုံးကခိုးကြလူကြတတ်ကြဖို့ပဲစိတ်ဝင်စားတဲ့အတွက်အတူတူပဲလို့ကောက်ချက်ချခဲ့ပါဗါးဒီစကားကဒီမူချင်းပေါ်ကြီးမားတဲ့တေးရောက်မှုကိုဖြစ်စေခဲ့ပါဗါး ူကမိသားစုကိုစွန့်ခွာပြီးမျိုးနွယ်စုတွေကိုစီးလုံးဖို့နဲ့မွန်ဂိုလီးယားကဘာမှာစီးကြံတွေချမှတ်ဖို့ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။ဒီလိုလုပ်ဖို့အတွက်မျိုးနွယ်စုတွေရဲ့တဝက်ကိုတတ်ရရင်တော့မှသူကလုံမှာပဲဖြစ်ပါတယ်။သူတို့တိုင်းနိုင်ရမယ့်ခြေကန်စီးကန်သုံးခုကတော့အမျိုးသမီးတွေနဲ့ကလေးတွေကိုမတက်ဖို့ရန်သူတွေကိုအစုံးထီကိုတိုက်ခိုက်ဖို့နဲ့ကာဂိုဘယ်တော့မှတစ္ဆာမဖောက်ဖို့ပဲဖြစ်ပါတယ်။1196ခုနှစ်မှာတော့ဒီမိုဂျင်ကဆုံးဖြတ်ခဲ့တဲ့အတိုင်းသူ့ရဲ့လက်အောက်မှာမွန်ဂိုစစ်တပ်ကိုစူးစီးနိုင်ခဲ့ပြီးမျိုးနွယ်စုများစွာကိုလည်းစီးလုံးက သူ့ကိုယ်ပိုင်အေယမမျိုးနွယ်စုကိုလည်းတိစောက်နိုင်ခဲ့ပါတယ်။အကျွမ်းမဲ့ဧကရက်ဖြစ်လာဖို့တူလန်းမှာရှိတဲ့တခုရဲသောအတားစီကတော့နောက်လိုက်စစ်တပ်ကြီးကိုပိုင်ဆိုင်ထားတဲ့ဂျာမူကာပဲဖြစ်ပါတယ်။ဒီနေ့မှာတော့သွေးတောင်ကြီးကိုနှစ်ယောက်ကနောက်ဆုံးတိုက်ပွဲအတွက်သူတို့ရဲ့ကိုယ်ပိုင်စစ်တပ်နဲ့တူစစ်မီပြင်မှာတွေ့ဆုံခဲ့ကြပါတယ်။တိုက်ပွဲစတင်တဲ့အခါမှာတော့ဂျာမူကာကပထမဆုံးအတုပ်ကိုအမြန်တိုက်ခိုက်ဖို့စီလုပ်ခဲ့ပါတယ်။ဒီမူချင်းကတော့စစ်ပွဲတစ်ခုလုံးကိုကြိုတင်စီစဉ်ထားခဲ့ပေမဲ့ဂျာမူကာကလက်တော့ပြန်ဖို့ပဲစဉ်းစားခဲ့တဲ့အတွက်သူ့ရဲ့လူတော်တော်များများတည်ဆုံခဲ့ရပါတယ်။ ိုင်ပါများစွာကြာမြင့်တဲ့တိုက်ပွဲပြီးမှာတော့တီမိုဂျင်ကအနိုင်ရခဲ့ပြီးဂျာမူခါအပါအဝင်အသင်းရှင်ဂျန်ရဲတဲ့သူ့ရဲ့တပ်သားတွေအားလုံးကိုဖမ်းဆီးခဲ့ပါတယ်။ဂျန်သူစစ်သားတွေကိုတပ်ပြစ်မဲ့စားတီမိုဂျင်ကတချမ်းသာပေးကသူ့ရဲ့နောက်လိုက်တွေဖြစ်ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ဒီလိုရက်ကသူတို့ကိုကျေးဇူးတင်ခဲ့ပြီးတော့သူတို့ရဲ့ခါအစ်စ်ပေါ်သစ္စာဆောင်တည်စေခဲ့ပါတယ်။တီမိုဂျင်ကိုတချိန်ကထွက်ပြေးဖို့ကူညီခဲ့တဲ့ဖိုးကလည်းအခုတော့မျိုးနွယ်စုရဲ့အကြံပေးဖြစ်လာခဲ့ပါပြီ။ ဂျာမူခါအတွက်တရားစီရင်မှုချမှတ်ဖို့ချိန်ကျလာခဲ့ပြီးတော့ညီကိုနှစ်ယောက်ကအတူတူထိုင်ပြီးဘဝမှာဘယ်လောက်ထိရောက်ခဲ့ပြီလဲဆိုတာကိုပြောဆိုဆွေးနွေးခဲ့ကြပါတယ်။ဂျာမူခါကတော့ဒီမူချင်းရဲ့နေရာမှာသူသာဆိုရင်သူ့ရန်သူကိုတပ်ပစ်မှဖြစ်ကြောင်းမာနတကြီးနဲ့ဖော်ပြခဲ့ပါတယ်။ဒီမူချင်းဟာသူ့ညီကိုကစစ်တပ်တီထောင်မှုလုပ်ခဲ့တဲ့စူးစမ်းမှုကိုလေးစားတဲ့အနေနဲ့ထွက်ပြေးဖို့ခွင့်ပြုခဲ့တဲ့အတွက်သူတို့နှစ်ယောက်ကမတူ क्वे ပြတာတွေရှိတယ်ဆိုတာကိုတည်တည်ပြပြီးသားဖြစ်သွားခဲ့ပါတယ်။ဒီနောက်မှာတော့ဘော်ဒီကကလေးနှစ်ယောက်လုံးနဲ့အတူတီမူဂျင်နဲ့ပြန်လဲပေါင်းစည်းပြီးတော့ပျော်ရွှင်စွာနေထိုင်ခဲ့ကြပါတယ် နောက်ဆုံး1906ခုနှစ်မှာတော့ဒီမွန်ချင်းကိုမူကိုအားလုံးရဲ့အခါအဖြစ်ဂန်ကစ်ကာလို့ခေါ်ဝေါ်သမုတ်ခဲ့ကြပါတယ်။အကြံပေးနမိတ်ဖက်ခဲ့တဲ့အတိုင်းသူကတန်ခွတ်မျိုးဆက်တစ်ခုလုံးကိုရှင်းလင်းခဲ့ပြီးတော့နိုင်ငံကိုပြန်လည်တည်ဆောက်ခဲ့ပေမဲ့လည်းတည်ဆုံသွားတဲ့အကြံပေးရဲ့တောင်းဆိုမှုရအခုံးတော်ကြီးအကြောင်းကိုတော့မဖြစ်စေဖြစ်ခဲ့ပါဘူး။ အနာဂတ်မှာတော့သူကသမိုင်းတခြားအကြီးဆုံးဆက်ဆက်အင်ပါယာဖြစ်တဲ့မွန်ဂိုအင်ပါယာတစ်ခုလုံးကိုတည်ထောင်သူဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ဇလန်လေးကတော့ဒါပါပဲခင်ဗျ။ဒီလိုဇလန်ကောင်းလေးတွေကိုကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ကြပါအောင်ခင်ဗျာ။ဇုံဒီနားဆင်ပေးမှုတွေလည်းကျေးဇူးထူးပဲတင်ရှိပါရယ်ဗျာ။